စ်ကောင်စီရဲ့မြို့သားစီလုံးညိုရင်းနဲ့ညှဉ်းချမ်းရေးဖော်ဆောင်မှုညှဉ်းချမ်းရေးကော်မတီ NSBNC ကဥဆောင်ပြီးနေပြည်တော်မှာညှဉ်းချမ်းရေးဆွေးနွေးပွဲကျင်းပသွားမယ်လို့သိရပါတယ်။လာမယ့်ဇွန်လ25ရက်ကနေ29ရက်ထိတောင်ရက်တာကျင်းပသွားမှာဖြစ်ပြီးဆွေးနွေးပွဲကောင်းဆောင်ဟာ Peace Forum ဟောက်ခေါ်ဆိုတယ်လို့ Seven EAO Alliance ကပြောခွေရပုတ်ကိုပုံမှုကြီးစောကြုံညိုကပြောပါတယ်။ ကျွန်တော်တို့မတ်လ24ရက်နေ့26အဲ့ဒီမှာ pistol ကျွန်တော်တို့လောက်ခဲ့တယ်လीအဲ့ဒီလောက်ခဲ့တဲ့အခြေတည်းကဒီလိုမျိုးတွေ့ဆုံရှင်နီးပွဲတွေကိုသုံးလလိကြည်လုံနိုင်အောင်ဒူပန်ကြမယ်ဆိုပြီးတော့အဲ့လိုမျိုးနားလည်မှုတူတာဒါရှိတဲ့အပေါ်မှာအာအခုသုံးလပြည့်ပြီပေါ့ဗျာဒီသုံးလပြည့်တဲ့အချိန်မှာဟိုကျွန်တော်နားလည်တာတော့ SCC အနေနဲ့တော့နားမလည်ဘူး NSPNC ကနေပြီးတော့ဒီပွဲကိုကမကထလောက်ပြီးတော့ အဲ့အဲ့လိုမျိုး ဖြစ်တယ်လို့နားလည်တယ်အဒီပွဲကလည်းပဲအရင်ကလိုမျိုး peace tour လို့မခေါ်ဘဲနဲ့ peace forum လို့ခေါ်တယ်ဆိုတာကိုလည်းပဲဖိတ်စာရကျွန်တော်တို့ဒါတွေ့ရှိရတာရှိတာပေါ့ဗျာထိုညင်ချမ်းရေးဆွေးနွေးပွဲကိုစစ်ကောင်စီရဲ့ညင်ချမ်းရေးကိုယ်စားလှယ်တွေပြည်ရတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေစစ်ကောင်စီထံမှောက်ပွတင်ခွေရရှိထားတဲ့နိုင်ငံရေးပါတီတွေနိုင်ငံတကာပုဂ္ဂိုလ်တွေလည်း ပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။ထို့ဆွေးနွေးပွဲမှာရွေးကောက်ပွဲကိစ္စရပ်တွေရွေးကောက်ပွဲအလွန်နိုင်ငံရေးခင်းကျင်းတွေညှဉ်းပန်းရေးရရှိရေးလူသားချင်းစာနာမှုအကူအညီပေးရေးစတာတွေကိုဆွေးနွေးနိုင်တယ်လို့ဆွေးနွေးပွဲတက်ရောက်မဲ့သူတွေခံကသိရပါတယ်။စစ်ကောင်စီကညှဉ်းပန်းရေးလှုပ်ဆောင်ခြင်းဟာသူတို့အာဏာတည်တပ်ရေးအတွက်တရားဝင်မှုရှိဖို့လှုပ်ဆောင်တာဖြစ်တယ်လို့မွန်ပြည်တော်လိုင်းရဲတပ် SSM မှပြောရဆိုခွင့်ရှိသူနိုင်လကာကပြောပါတယ်။နိုင်ငံတော်ရဲ့အာဏာကိုအကြမ်းဖက်လူယူထားတဲ့ ဒီစစ်ကောင်စီအုပ်စုကငញ្ញမ်းရေးစကားပြောတဲ့ခါကျတော့ဟိုစကားရမ်းရမ်းပြောရမယ်ဆိုလို့ရှင်ပြည်တစာကောင်းကဟိုပြည်တစာပပျောက်ရေးစကားပြောတာ ਨੇ တူတူပဲလို့ကျွန်တော်အနေနဲ့ပြောကြလို့တယ်သူတို့ရဲ့အာဏာတည်တာရေးအတွက်သူတို့ရဲ့အုပ်ချုပ်မှုကို legitimacy ပေါ့နော်ဟို တရားဝင်ဖြစ်ဖို့အတွက် အခုလို့နိုင်ငံတကာကို မျက်လှည့်ပြဖို့အထူးသဖြင့် ASEAN ကိုပေါ့နော် လိန်လဲဖို့အတွက်ဒီငင်းချိုင်းကြီးကိုပို့ဆောင်တယ်လို့ကျွန်တော်မြင်တယ်နိုင်ငံခြားကြံပေးပုဂ္ဂိုလ်တွေဟာလည်းစစ်ကောင်စီနဲ့နှိစတဲ့အာဆီယံဖွဲ့ဝင်အချို့နိုင်ငံတကာအချို့ခါကြေးပေးပြီးခေါ်ဆောင်လာနိုင်ကြောင်းတမတမကြတဲ့ပညာရှင်တွေကိုခေါ်မှာမဟုတ်ဘူးလို့နိုင်ငံတကာကဆက်ပြောပါတယ်ငင်းချိုင်းရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီးမြင်မတူမှုဝေဖန်မှုတွေရှိနေမှာဖြစ်ကြောင်းဒါပေမဲ့လက်ရှိနိုင်ငံရေးကြက်သေးကိုကြော်လွနိုင်ရေးအတွက်ဖြေမဟုတ်တဲ့တိုင်ဖြေရှင်းနိုင်မဲ့အနည်းလမ်းကိုစပြိုးနိုင်တယ်လို့ပုံမူကြီးစောကြုံညိုကပြောပါတယ် ကျွန်တော်တို့နိုင်ငံလက်ရှိကြတဲ့ကိုကြော်လွားနိုင်တဲ့အဖြစ်မျိုးမဟုတ်တည်တံအောင်တောင်းပါဖို့လေကျွန်တော်တို့ရေဆိုင်ကျွတ်တွင်းရတဲ့တနိုင်ငံလုံးခက်ခဲကြတဲ့တွေကိုကြော်လွားနိုင်တဲ့နီလန်းတွေဘလို့အစပြုလို့ရနိုင်လဲဆိုတဲ့စဉ်းစားချက်တွေအပေါ်မှာပေါ့ဒီမရှိမရှိတဲ့အခြေအနေကိုအမှားကတော့ဒီလိုမျိုးတိစုံချင်းနေမှုဆိုတာကတော့ဒါကျွန်တော်တို့အနေနဲ့ဟောစာပေါ်လေးခက်ခဲမျိုးကြကဟိုဖိကြတယ်ဖိကြခံရတယ် ဲတရားနိုင်အောင်လည်းပဲကျွန်တော်တို့ဒါအခွဲအစည်းတစ်ခုချင်းစီရဲ့အခြေအနေရဖို့လေအဲလိုမျိုးဆောင်ရွက်နေကြတော့အရှိနေတယ်ဆိုတာကိုတော့ဒါအဲ့လိုပဲဟိုကလုံးပြောချင်ပါတယ်ခင်ဗျ ပြီးခဲ့တဲ့မလ24ကနေ26ရက်နေ့ထိ SPNC မှဥဆောင်ပြီးနေပြည်တော်မှာ Peace Talk 2025ခေါင်းစဉ်နဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။ဒါပေမဲ့လက်ရှိပြည်ပခအတွင်ပါဝင်ပတ်သက်နေတဲ့ဖွဲ့စည်းတွေမပါဝင်နိုင်တဲ့အတွက်နိုင်ငံရေးပြဿနာဖြစ်ရှိနိုင်ရေးလမ်းကြောင်းပေါ်ရောက်ရှိမှာမဟုတ်ဘူးလို့ဝေဖန်မှုတွေရှိနေပါတယ်ခင်ဗျာ။